တတိယကိုကျိုးတုံရိုက်ပြီးသူရဲ့ကောင်းပွဲခံရအောင်လဲကျမတို့စိတ်သက်ကအောက်တက်မကြတဲ့ခါကျတော့ဩ PDF ဒီနဲ့ကရသပုံဒီစီရီယန်ဆောင်ဝင်ဒီမိုးကြိုးပြစ်လို့တိတ်သွားတယ်ဆိုတော့လဲမိုးကြိုးပြစ်ခံရတယ်ပေါ့ထလောက်ပါပဲတကယ်လို့များအဲ့နေရာမှာတက်မတော်ရဲ့တက်စကန်တစ်ခုသို့မဟုတ်ရှေးတဲ့စစ်မျက်နှာပြင်မှာရှိရတက်မတော်ရဲ့ကာကဲစကန်တစ်ခုခုကိုမိုးကြိုးပြစ်ခံရတယ်ဆိုရင်ဂျိန်းတေပေါ့အဲ့ရှိသမျှပြည်ဖြတ်မီယာရဲ့အကုန်လုံးနဲ့ရှိသမျှပြပါက online အားချောင်းလေးလိုင်းတန်လူသက်သမားတွေ DJ ဖွင့်ပြီးတော့ကချလိုက်မယ်ထင်တယ်အမြဲတမ်းရခိုင်ပြည်ချင်တာကကျမမျက်ခုံးတက်သူထိုးထားပါတယ်ကျမရဲ့ညီမလေးကမနေ့ကသူတင်နေဆင်းတယ်မျက်ခုံးတက်သူတင်နေတက်နေတာ တနန်းစင်တော့ပထမဆုံးကျမတို့လက်တယ်ဆမ်းပြီးတော့မြေခုံးတက်တို့ထိုးပေးလိုက်တယ်ဆိုတော့အာအခုမှထိုးခါတာဆိုတော့ကြည်ရတာတော်တော်ရုပ်ဆိုးနေပါလိမ့်မယ်အဲ့ဒါဇူဒမီမြေတားရဲ့ခံပါတယ်နော်တိခံပြီးကြည့်ပေးပါရှင်ဒီမြေခုံးတက်တို့ကအနည်းဆုံးတစ်ပတ်လောက်နေမှအသားကျမှာပေါ့နော်ဟောကြတော့စစ်တက်ကဟိုနားမှာပေါ်တာဆွဲတယ်ဒီနားမှာပေါ်တာဆွဲတယ်ပြောပေးမယ် KIA ကလူ460ကျော်ကိုတခြားမျိုးနွယ်စုတစုကိုလက်နက်အားကိုးနဲ့အနိုင်ကျင့်မှုမှာတော့နှုတ်ပိတ်နေကြပါတယ်။ KIA တွေလူပေါင်းဝရများနေပြီလို့ပဲကျွန်မပြောချင်တယ်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ KIABDF တွေအကြောင်းမပူတူပြောပြလာတဲ့ရုပ်တံနဲ့အတူ NUG ဟာတာမန်အစိုးရလိုမဟုတ်ပဲတော်လန်ရေးအစိုးရတည့်ရအနေနဲ့ရန်ရယာတစ်ကိုတိစောက်နေရတာဖြစ်တယ်လို့ဆိုတဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ပါတယ် အန်ယူဂျီဟာတာမန်အစိုးရလိုမဟုတ်ပဲတော်လန်ရဲ့အစိုးရတရက်အနေနဲ့ရန်ရရာတစ်ကိုတိစောက်နေရတာဖြစ်တယ်လို့ချက်သမရနိုင်ငံဆိုင်ရာအန်ယူဂျီကိုယ်စားလှယ်ဦးလင်းတန်းကဆိုပါတယ်စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်အကြမ်းဖက်စစ်တပ်လက်ထဲမှာအစိုးရရန်ရရာတစ်ခုလုံးရောက်ရှိသွားခဲ့တာကြောင့်အန်ယူဂျီဟာတာမန်အစိုးရလိုမဟုတ်ပဲတော်လန်ရဲ့အစိုးရတရက်အနေနဲ့ရန်ရရာတစ်ကိုတိစောက်နေရပြန်လာလဲဖြစ်ပါတယ်ဒီလိုတိစောက်တဲ့အခါအခက်ခဲစိန်ခုံမှုများစွာကိုရင်ဆိုင်ကြရပါတယ် ီရင်ဆိုင်မှုတွေကိုတဆင့်ချင်းကြော်လွားနေကြတာအခုဆိုအတော့ခီးရောက်လာပြီလို့ပြောနိုင်ပါတယ်။ကမ္ဘာသမိုင်းမှာအချိန်လေးနှစ်တာအတွင်းအခုလိုတော်လန်ရေးအောင်မြင်မှုမျိုးရှိနေတဲ့မြန်မာတော်လန်ရေးလိုတခုမျှရှိမနေတာကိုတော့သတိပြုမိကြမယ်ထင်ပါတယ်။ဒါတွေဟာမြန်မာ့ຫນွေဥတော်လန်ရေးမှာပုံစံမျိုးစုံနဲ့ပါဝင်နေကြသူတိုင်းရဲ့စူးစမ်းအားထုတ်မှုဆိုတာပဲဖြစ်ပါတယ်လို့ဆိုပါရစေ။ ဒါအပြင်ဖက်ထရယ်ပြည်တော်စုအတွက်အတွင်းကူးပြောင်းရေးဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကိုလည်းလှုပ်ဆောင်နေရပြီးနိုင်ငံရေးအရအရေးကြီးတဲ့ခြေလှမ်းတစ်ရက်လည်းဖြစ်တယ်လို့ဆိုပါတယ်။လူမဲဖုံးကြီးတော့နှက်မဲမနေနိုင်ဆိုတာအခုမှလက်တွေ့မရကြရတော့တယ်။လူမဲဖုံးကြီးတော့နှက်မဲတော့မနေနိုင်ဘူး။စီဒီအန်ဆရာဝန်နေစီပညာတင်ကားတဲ့အခါကတင်ယူတက်မြောက်ပြီးလို့ဘွဲ့ယူစင်အခါကစိုးခဲဘူးတဲ့ကျန်းတစ္ဆာတွေကြောင့်ကျန်းစူးပြီးတစ္ဆာစူးကြတယ်ထင်ပါတယ်။ ရန်ကရနေဆက်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့အရဖတ်သမားတွေကိုစေကူတာပေးနေတဲ့ CDN ဆရာဝန်တွေရဲ့ຫນွေဦးအားမှစေကံကိုမိုးချိုးပြခန့်ရပါတယ်နော်ဆိုဒီချင်းနေနဲ့ပတ်သက်လို့ကျွန်မစကားလေးတစ်ခုမှရိုးရိုးရှင်းရှင်းပြောပါတယ်ဒါဟာကန်ကန်ရဲ့အကျိုးပါလေကိုဆိုင်ပြောတာကိုကိုပြန်ရိတ်သိမ်းရတယ်ကိုပြုတ်တယ်ကန်ကုထံကိုဒီဆိုင်မမပြန်လာပါတယ်လူမဲဖုန်ကြီးတော့နှက်မင်းတော့မနေနိုင်တော့ပါဘူးဆိုတဲ့အကြောင်းလေးပဲရိုးရိုးရှင်းရှင်းပြောချင်ပါတယ် ဘာလို့လဲဆိုတော့ကျမကနတိကိုကြိုးတုံရိုက်ပြီးသူရဲကောင်းဘွဲခံရတာမကြိုက်ဘူးတိ။နတိကိုကြိုးတုံရိုက်ပြီးသူရဲကောင်းဘွဲခံရအောင်လဲကျမတို့စိတ်တက်ကအောက်တက်မကြတဲ့ခါကျတော့ဟော PDF ဒီနဲ့ကြရတဲ့ပုံလေး CDN ဆရာဝန်တွေမိုးချိုးပြစ်လို့တိတ်သွားတယ်ဆိုတော့လေမိုးချိုးပြစ်ခံရတယ်ပေါ့ထလောက်ပါပဲ။တကယ်လို့များအဲ့ဒီညမှာတက်မတော်ရဲ့တက်စကတ်တစ်ခုသို့မဟုတ်ရှေးတန်းစစ်မျက်နှာပြမှာရှိရတက်မတော်ရဲ့ကာကဲစကတ်တစ်ခုခုကိုမူချိုးပြခံရရဆိုရင်ကျင်းတေပေါ့အဲ့ဒီရှိသမျှပြည့်ပြည့်မီယာရဲ့အကုန်လုံးနဲ့ရှိသမျှပြပကအ online အားချောင်းလေးလိုက်တန်လူသက်သမားတွေ DJ ဖွင့်ပြီးတော့ကချရလိမ့်မယ်ထင်တယ်။တို့အားရဝမ်းသာနေပျော်ကြွှင်ကြလိမ့်မယ်။တို့အောင်ပွဲခံကြမယ်ကျင်းတယ်ပေါ့။ခင်ဗျားတို့မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်။တကယ်လို့များမျိုးဦးအမယ်စေကံမိုးချိုးပြစ်ခံရတာမဟုတ်ဘဲနဲ့တက်မတော်စကန်တစ်ခုခုမိုးချိုးပြစ်ခံရတယ်။တို့စိတ်တဲ့အောက်တန်းကြောင့်ခုလေခင်ဗျားတို့မြင်ရတွေ့ရလိမ့်မယ်။နော်အဲ့ဒီလိုမျိုးစိတ်တဲ့တွေအောက်တန်းကြောင့်လို့လေကံကံရဲ့အကျိုးပေးတယ်လို့ပဲကျွန်မရုပ်ရှင်နဲ့သုံးသပ်ပေးချင်ပါတယ်။ နော်အမြင်လိုက်ခံပြီးကျင်တာကကျမမျက်ခုံးတက်တူထိုးထားပါတယ်ကျမရဲ့ညမလေးကမနေ့ကသူတင်နေဆင်းမျက်ခုံးတက်တူတင်နေတက်နေတာတင်နေဆင်းတော့ပထမလုံးကျမကသူလက်တယ်ဆမ်းပြီးတော့မျက်ခုံးတက်တူထိုးပေးလိုက်တယ်ဆိုတော့အာအခုမှထိုးတာဒါဆိုတော့ကြည်ရတော့တော်တော်ရုပ်ဆိုးနေပါလိမ့်မယ်အဲ့ဒါဆိုတင်ပြီးမျက်တာရဲ့ခံပါတယ်နော်တိခံပြီးကြည့်ပေးပါရှင်ဒီမျက်ခုံးတက်တူကအနည်းဆုံးတစ်ပတ်လောက်နေမှအသားကျမှာပေါ့နော်အာမျက်တာရဲ့ခံပါရဲ့လို့ကြော်တင်ပြီးတိခံပြီးကြည့်ပေးပါလို့နော်နောက်တစ်ခုက တင်းကောင်းစင်ကတော့ကိုတိုင်းသာဖက်ကြည့်တာကျွန်မဗဇက်ကပြောလို့ရှိရင်တော်တော်ကကျင်းတည်ပေါင်းဖက်ချနိုင်မယ်ရှေ့ရတုန်းကလည်းဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မတွင်းနေကြကြပြောခဲ့တယ်ပြောလိုက်ပြီမယ်ကျွန်မတော်တော်ကောင်းကအဖြတ်ခံရတယ်ဟာငလှင်တုန်းကလည်းငလှင်ကြောင့်ပလီပြောတာကိုစင်ရနာရှင်နဲ့မဘာသားရဲ့မြူသားကြီးအစုံရောက်တည်ကြောင်းအာဆိုပြီးတော့ပလီစရာတယောက်ကပြောဆိုမှုကိုကျွန်မတုံ့ပြန်လိုက်တယ်တော်တော်ကကျွန်မအကောင်ကိုချက်ချင်းအဖြတ်ခံရတယ်ကျွန်မအကောင်နဲ့အနီးကပ်ပြသွားတယ် ထားတော့တပတ်အုပ်စုတွေကစက်ကောင်စီကသူတို့ဝေဖန်တဲ့လူတွေဖမ်းနေလို့လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်ထားတယ်လို့ပြောကြသေးတယ်။နောက်ကျမဆိုလို့ရှိရင်ဆဲရာဆိုတာရိုင်းဆိုင်တာတစ်ခုမှမပါပဲနိုင်ငံရေးစကားပဲနိုင်ငံရေးပိသားစွာရည်ကြီးစွာမျိုးလို့ရှိပေမဲ့ကျမအကောင်ဖြတ်ခံရတယ်။ဒါကြောင့်မို့ဒီဒီကိစ္စပေါ်မှာတော့ထွတ်ထွတ်မှတ်ချက်မပေးလို့ဘူး။ အဲပြီးခဲ့တဲ့နှစ်ရက်ကမှဒီကိစ္စနံပါတ်သွင်းလို့တွေ့နေကြတဲ့ကျွန်မပြောထားတာကန့်ကွက်ထားတာဆန့်ကျင်ထားတာရှိတယ်။နားထောင်ခြင်းလဲလို့ရှိရင်ကျွန်မအကောင့်တက်တော့အကောင့်ထဲမှာနော်မဟာသွေးအမျိုးသားရေးဝါဒီဆိုတဲ့အောက်မှာကျွန်မရဲ့ YouTube link ရှိတယ် YouTube မှာဝင်ကြည့်ပါရှင်။တက်တော့မှာတင်လို့မရတာလေ YouTube မှာတင်ထားပါလေ။တချို့ဇာတ်ကြီးကတန်ဖိုးရှိတဲ့အတွက်နားထောင်စစ်ချက်မပါတယ်။နော်နောက်ထပ်ဇာတ်တစ်ခုက KIA ကရှမ်းပြည်တိုင်းရင်းသားရှမ်းပြည်လူမျိုးစုစုစုပေါင်း460ကျော်ကိုဖမ်းဆီးတဲ့ကိစ္စ ပြီးခဲ့တဲ့ဇန်နဝါရီလတွေကဖတ်တာအခုဆို3လကျော်လေးလကျားနဲ့ထိပြန်လည်လွတ်မြောက်လာခြင်းရှိသေးပဲနဲ့ရှမ်းနီတိုင်းရင်သား460ကျော်ကို KIA ကအတင်းအဓမ္မဖမ်းဆီးပြီးတပ်ပဖွင့်စုဆောင်တဲ့ကိစ္စဖြစ်တယ်အခုလိုမျိုးအတင်းအဓမ္မလက်နက်အောက်ကိုနဲ့တပ်သားတိလူ460ကိုတပြိုင်နဲ့ဖမ်းသွားတဲ့ကိစ္စပေါ်မှာ BOE လို့ BBC တို့ RFA တို့နော် RFA ကတော့သူ့ဘဝသူနေကုန်ချုပ်သွားပြီမြန်မာနောင်တို့မင်းစည်းမာတို့ခက်တက်တို့အပေါက်တွေပြနေကြတယ်တရားမျှတပါတယ်ဆိုရင်လေးလိုက်တန်လူတက်သမား နိုင်ငံသားက online အားချောင်းဖွင့်ရင်ပါဇက်ပေါက်ပိတ်နေကြတယ်။တက်မော်ကြတော့စစ်တပ်ကခုနကမှပေါ်လာဆွဲတယ်ဒီနားမှပေါ်လာဆွဲတယ်ပြောပြီးမယ် KIA ကလူ460ကျော်ကိုတခြားမျိုးနွယ်စုတစုကိုလက်နက်အားကိုးနဲ့အနိုင်ကျင့်မှုမှာတော့နှုတ်ပိတ်နေကြပါတယ်။ KIA တွေလူပေါင်းဝါတာများနေပြီလို့ပဲကျွန်မပြောချင်တယ်။နောက်တစ်ဆက်ထဲမှာပဲ AI ကရှင်ရှင်ဝင်လာပြီနော်ခဏလေး ရှမ်းပြည်မြောက်ပိုင်းရှမ်းမြောက်မိုင်းရော်တိုက်နယ်မန်ကျူရွာကသာသနာပိုင်မြေတွေကို KIA ကစခန်းချတပ်ဆွဲထားတဲ့အတွက်ဒေသခံတွေကကပ်ကွက်နေကြပါတယ်။သာသနာပိုင်နေမြေရဲမှာ KIA ကစခန်းချတဲ့အပြင်အဲ့ဒီမှာရှိတဲ့ဒီအိမ်တွေကိုတင်းဖယ်ထားခိုင်းနေပါတယ်ဆိုပြီးတော့အဲ့ဒီမှာကပ်ကွက်ဆန္ဒပြမှုတွေရှိနေတယ်။ရှမ်းမြောက်ပိုင်းမိုင်းရော်တိုက်နယ်မန်ကျူရွာအဲ့ဒီမှာဒေသခံတယောက်ရဲ့ပြောဆိုမှုကပါလဲဆိုတော့ဒီကောင်နေတဲ့ဘုံကြီးကြောင်းထဲမှာသာသနာပိုင်နေမြေနဲ့မတက်ဆွဲထားလို့ရှင်စစ်တပ်ကလာပြီးဘုံကျင်းမှာပဲ။ဒါဆိုရင်ကျွန်တော်တို့ဘုံကြီးကြောင်းနေပြည့်စည်ရနေမယ်။ ဒါကြောင့်မလို့ကျွန်တော်တို့ခုံကြီးအကြောင်းမှာကျွန်တော်တို့သာသနာ့မြေမှာလက်ခံမပေးနိုင်ဘူးတဲ့ခမားတို့တက်ဆွဲခြင်းစကန်းချခြင်းခမားတို့ရပတ်ဒါ sorry ခမားတို့ခရိယန်ကြီးရချက်ကြောင်းနဲ့မှသွားပြီးစကန်းချပါဆိုပြီးတော့စကန်းချပြီးတက်ဆွဲပါဆိုပြီးတော့ဒေသခံတွေကကတ်ကွက်ချုပ်ချနေကြတယ်ဆိုလိုချင်တာကဒီကချင်လိုဒေသခံတွေတိုင်းရင်းသားတွေပတ်လောင်လိုဒေသခံတိုင်းရင်းသားတွေအာဒီလိုမျိုးချမ်းမြောက်ကရှမ်းတိုင်းရင်းသားတွေလိုတချို့တိုင်းရင်းသားတွေထဲမှာလည်းတချို့သောတိုင်းရင်းသားတွေကဒီလိုမျိုးစိတ်ဓာတ်ပြိဝါပြီးတော့နော်အတိညာပြိဝါတဲ့တိုင်းရင်းသားတွေရှိတယ်သို့တော်ပမာတွေကတော့ပိတ်နေကြတော့မယ်ဘယ်သူတွေပိတ်နေရလဲဆိုရင်ဘကူရအနောက်ပိုင်းမင်းလာမျိုးနဲ့တော့ပမာတွေပိတ်နေ ကြတယ်အခုစစ်တပ်ကိုသူတို့တိုက်နိုင်နေစက်ကောင်စီတဲ့ကြောင့်သူတို့တိုက်နိုင်နေဆိုပြီးပျော်ကြွှင်နေကြတယ်အဲ့ဒီနောက်ဆက်တွဲမှာဒေသခံအရက်သားပြည်သူတွေစစ်ကြောင်တေးချေးပြက်စီရမယ်သူတို့တို့ထဲမတွေးကြအောင်လူလူနားမလည်တတ်ကြအောင်နော်ရှင်းမ ARR မှာဆိုလို့ရှိရင်ဒီလိုပဲကျွန်မတို့ ARR ကရွှေတောင်ရံမျိုးတက်ကို AA နဲ့ PDF တွေလာလိုက်တယ်။အော်ရွှေတောင်ရံမျိုးတက်ကို AA ကတင်လိုက်ပြီးချောင်းသာကိုဒီနေ့တင်တော့မယ်။တစ်သိမ်းမော်တင်ဆုံးကိုမနေ့ပြန်တင်တော့မယ်လို့ပြောတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ချောင်းသာကဘာမှမဖြစ်တဲ့အတွက်ရွှေတောင်ရံမျိုးတက်မှာလည်းဘာတိုက်ပွဲသတင်းမှမကြားရတော့ဘူး။ကြားတဲ့ကအဲ့ဒီ AA လာတိုက်သွားတဲ့ ရွှေတောင်ရံမျိုးစီမကြီးတင်ကျေးပါနဲ့ဘောမီကျေးရမှာရှိတဲ့အယတားပြည်သူတွေဒါဒုက္ခရောက်သွားရတယ်။အယတားပြည်သူတွေခြာပွေဆုဆောင်းသမျှအိုးအိမ်လေးပျက်စီးဆုံးရှုံးသွားရတာဖတ်တယ်နော်။နောက်ဒါပြင်အလေးမျက်နှာမျိုးနဲ့မှဆိုဒီလိုပဲ။လေးမျက်အေးရီတိုင်းလေးမျက်နှာမျိုးနဲ့ပန်တော်ကြီးကျေးရွာကိုအင်းအင်းနဲ့ပေဒီရဲတင်ကတိုက်ခိုက်သိမ်းမှလိုက်ပြီးဖြစ်ပါတယ်။အောင်ဝဲခံရတယ်။သူတို့အောင်ဝဲခံတာ24နာရီမကြာလိုက်ဘူး။အခုပါပြောလေ။ပန်တော်ကြီးကျွာကိုဆက်တက်ကတိုက်ပွဲမရှိဘဲနဲ့လက်နဲ့ကြီးနဲ့ပြစ်နေတဲ့အတွက်ဒေသခံတွေကြောက်လန့်နေရပါတယ်ဆိုပြီးတော့ကလေးကကြက်တစ်ပတ်ဆောင်နေနေပြောကြတယ်။ ။ဒါမှမဟုတ်သူတို့တိတ်နေပြောတယ်။အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စစ်တပ်ကပစ်တယ်လို့ပြောတယ်။နော်။ဆိုလိုချင်တာကစစ်ကိုခေါ်ရင်စစ်ကိုလာရင်ဆိုတဲ့သဘောတရားကိုနားမလည်ကြတာအတွက်ဖြစ်တယ်။ဒီဥစ္စာကိုနမူနာမယူတတ်ဘူးဆိုရင်ရွှေတောင်ရဲ့မြို့တက်ကမကြီးတင်ကြေးရွာနဲ့ဘုံကြီးရွာစစ်ကြောင်ပြက်စီးရတယ်လို့လေးမျက်နှာမြို့နယ်ပန်တော်ကြီးရွာလည်းပဲစစ်ကြောင်ပြက်စီးရမယ်။နော်ဒါကိုနမူနာယူပြီးတော့ဘကိုးတိုင်းနောက်ချမင်းလာမှလည်းပဲချားမင်းကိုသွားသွားမဆွဲနဲ့ချားမင်းကိုသွားဆွဲရင်ကြားကြိုက်ခံရလိမ့်မယ်ဗမာဒီနင်တို့လူလူတိကြပါအသိစိတ်တတ်တည်ရှိကြပါ နော်ဟိုရှမ်းမြောက်ကမိုင်းရွာပြီတူနေတောင်မှ သူတို့ရွာမှာသူတို့ရွာမှာလက်နက်ကင်တွေစကိုင်းချရင်သူတို့ရွာလေးစစ်ကြောင်ပြက်စီရအောင်လဲဆိုတာသိရတဲ့အတွက်ကျွန်တော်တို့ရွာထဲကိုမလာပါနဲ့ဆိုပြီးပြောရတဲ့တပ်တွေရှိကြတယ်ခင်ဗျားတို့မှာအဲ့လိုပြောရတဲ့မြင့်တာရက်ခံပြီးအတနာခံရတဲ့တပ်တွေမရှိဘူးဆိုရင်ခင်ဗျားတို့ရဲ့ ခမားတို့ရဲ့မွေးရဲ့မိခမားတို့ဇာတိမိပျက်စီးရလိမ့်မယ်เนาะခဏပျက်စီးသွားလဲခဏပဲငါတို့ပြန်ပြီးထူထောင်လို့ရတယ်ဆိုပြီးလူပိန်းစကားမပြောနဲ့ရှေ့မှာ၄နှစ်ကျော်ကြာခဲ့တဲ့ဇကိုင်းမှာဘလို့နေထိုင်နေရလဲတရားပြည်မှာဘလို့နေထိုင်ရလဲခမားတို့နမူနာယူတင်ပါလေအချိန်မီချုပ်ရင်အဆုတ်တတ်တာပါလိမ့်မယ်